နိုင်ငံဆက်ဆံရေးလမ်းခရီးရှေ့ဆက်ဖြောင်းပြူးတင်ကြောင်းထရန့်အားရှီချင်းပြင်တိုက်တွန်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်သမ္မတရှီဂျင်ဖင်ကအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့တောင်ကိုရီးယားပူဆံမှတွေ့ဆုံစဉ်နှစ်နိုင်ငံဆက်ဆံရေးပုံမှန်ရှေ့ဆက်နိုင်အောင်အားထုတ်တင်တယ်လို့ဂျာတာဘရင်းနီကပြောသွားပါအထိခေါင်းဆောင်နှစ်ဦးရဲ့လမ်းညွှန်မှုအောက်မှာတရုတ်အမေရိကန်ဆက်ဆံရေးကဆက်လက်တည်မြဲနေတယ်လို့ရှီဂျင်ဖင်ကပြောသွားပါအထိ ။လူခဲထေရှက်အနေငယ်ကမလေးရှားကွာလန်လန်ဘူမှာနိုင်ငံစီးပွားရှိနေကုံသွဲရေးအဖွဲ့တွေကအဓိကပြဿနာအရရက်ကိုဖြည့်ရှင်းဖို့အတွက်ဘုံတဘောတူညီချက်များရရှိခဲ့ပါထိန်။အခြေအနေရမျိုးမျိုးမှာနိုင်ငံအနေနဲ့အထင်အငေါ်တွေ ရှိချတာတာမန်ပဲဖြစ်တယ်လို့ရှိချင်းပြင်ကပြောပါထိန်။ နိုင်ငံအနေနဲ့တအူးနဲ့တအူးအောင်မြင်ကျွမ်းဝစေဖို့အပြန်လန်ကူညီပေးနိုင်တယ်လို့လဲဆိုပါတယ်တရုတ်နဲ့အမေရိကန်တို့ဟာမိတ်ဆွေမိတ်ဖက်တွေဖြစ်တဲ့ပြီးတမိုင်းချောင်းကသင်ငန်းစာရနိုင်တယ်လို့လက်တွေ့မှာလည်းလိုအပ်ပါတယ်။တရုတ်အမေရိကန်ဆက်ဆံရေးအခြေခံအုံမြင့်နဲ့တနိုင်ငံစလုံးဖွံ့ဖြိုးမှုအတွက်တင်ဒီယွန်ထေရှင်ဝန်ဖန်တီးဖို့အတွက်ထရန့်နဲ့ဆက်လက်လုပ်ကိုင်းသွားဖို့အသင့်ရှိနေတယ်လို့ရှီချင်းပြင်ကပြောပါတယ်။ ရှိချေဖြင့်က32ကြိမ်မြောက် APEC စီးပွားရေးခေါင်းဆောင်များအစည်းအဝေးတက်ရောက်ရန်ဘူဆန်းတို့ရောက်ရှိလာတာဖြစ်ပါထဲလို့သိရပါထဲရှင်။